္ဂလာပါရှင်ခုနှစ်ရသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဘီဒီယံ YouTube Channel လေးရနေပြီးပြန်လဲပြီးကြိုဆိုလိုက်ပါတယ်ဆ ्याम မကတော့ဆောလာနွယ်နီဖြစ်ပါတယ်ဆ ्याम မနေနဲ့ကတော့ဒီတစ်ပတ်ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့အရင်တစ်ပတ်ကအဆက်လေးဖြစ်တဲ့နှစ်ကျွင်းတနင်္ဂနွေသားသမီးလေးတွေရဲ့เนาะဒါပထမတစ်ပတ်တုန်းကတော့ဒါစီးပွားရေးလုပ်ငန်းကိုင်ငန်းငွေရေးကြေးရေးလူမှုရေးခန္ဓာလေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ နေကျွင်းတနင်္ဂနွေသားသမီးလေးတွေရဲ့ခြေရခန္ဓာလေးတွေအိမ်ောင်ရခန္ဓာစမ်းမရခန္ဓာပညာရခန္ဓာလေးတို့တစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ် နှစ်ကျွန်းတင်းငွေတွေတာသမီလေးတွေရဲ့မေတ္တာရေးခံစားလေးကိုကြည်လိုက်တဲ့အခါမှာအခြေပိုင်းတွေမှာဆိုရင်တော့မမီတို့ကံကောင်းမလို့နဲ့ကံခေတတ်တဲ့သူမျိုးတွေဖြစ်တဲ့ဆန်းပွင့်တတ်ကြတယ်ပေါ့နော်သူတို့တွေကအဲ့တော့ဆန်းတော့ပွင့်တယ်အဲ့တော့မမီကဒါမေတ္တာရေးခံစားလေးတွေမှာပေါ့နော်ကိုကမရွေးချယ်ဘူးဆိုရင်တော့ကိုယ်စိတ်ဝင်စားတဲ့သူတွေကတော့များတယ် တကယ်တကယ်ကိုရွေးချယ်လိုက်တဲ့သူတွေကကိုယ့်ပေါ်မကောင်းတဲ့လူတွေဖြစ်တတ်ပါတယ်ထို့ကြောင့်အခြေအမအခြေခံတာလေးတွေမှာကံကောင်းမှုနဲ့ကံခေတတ်ကြတယ်ပေါ့နော်အဲ့တော့အခြေမတီမြဲတာမျိုးတွေရှိမယ်ပေါ့နော်တချို့ရီစားများပြီးအဖက်မတင်ဘူးပေါ့နော်အဲ့တော့ရီစားတော့များတယ်ဘာလို့အဖက်မတင်တာလဲပေါ့နော်အဲ့လိုမျိုးရီစားများပြီးအဖက်မတင်ဘူးဆိုတာကိုက ကောင်းတယ်ကိုယ့်ရဲ့ကံကြမ္မာကကိုချစ်တဲ့သူတွေကိုလင်းနဲ့ထားပြီးချစ်တယ်မေတ္တာပေးတယ်စိတ်ကောလူကောနှစ်တယ်ဒါမှကိုယ့်ပေါ်မကောင်းကြတာပေါ့နော်ကိုယ့်ပေါ်မကောင်းတဲ့အတွက်ဒါရည်စားများပြီးတော့အဖက်မတင်တာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အခြေခံတာလေးကိုစိတ်နှစ်တဲ့သူတွေဖြစ်တတ်တယ်အဲ့တော့ငွေငွေရစီမှာအခြေမေတ္တာရည်ခံတာလေးမှာစိတ်နှစ်တဲ့သူတွေဖြစ်တတ်တဲ့အတွက် စိတ်နစ်ချင်ကိုပဲပြင်မဲနာမျိုးတွေရှိရပေါ့เนาะအဲ့တော့ဒီငငယ်လေးနဲ့ချစ်သူရီးစားထားတဲ့သူတွေဒါအသက်16 17 18နဲ့ပေါ့เนาะဒါရီးစားထားတဲ့သူမမျှော်လင့်မဲနဲ့အိမ်အောင်ကြတာမျိုးတွေရှိမဲ့ဘဝပြတ်တာမျိုးတွေကြုံတွေ့ရတတ်တယ်စိတ်နစ်လို့ပေါ့เนาะအဲ့တော့စိတ်မနစ်ဖက်နေမှာစိတ်ကိုပေါ့ပေါ့ပေါ့ပါထားနိုင်မှာအဆင်ပြေမယ်ပေါ့အဲ့တော့စိတ်ရင်းတဲ့သူတွေကဒုက္ခရောက်တတ်တာမျိုးတွေရှိရပေါ့เนาะ ဲ့တော့မမီကအချင်းမှအားနည်းသူတွေဖြစ်တယ်မမီချက်တလောက်ပြန်မရနိုင်ဘူးเนาะမမီကပေးဆက်တလောက်ပြန်မရနိုင်ဘူးအနေထားမှာရှိရဲ့ဗောနော်အဲ့လိုမျိုးအဲ့တော့နောက်တော့အချင်းကမမီတို့အကံမှာကเนาะဘယ်လိုမျိုးလဲဆိုတော့မမီတို့အနေနဲ့ရည်စားထားတဲ့အနေထားမှာနှလုံးသားနဲ့မရွေးချယ်ပဲနဲ့ဥနောက်နဲ့ရွေးချယ်နိုင်မှအဆင်ပြေပါလိမ့်မယ်နော်အဲ့တော့အချိန်တစ်ခုလေ့လာပါမယ်သူများအကျွင်းလေးတွေနဲ့မတူဘူးပေါ့နော်နေကျွင်းလေးတွေကအဲ့လိုမျိုးဟိုကိုက ဟိုဘလို့ခေါ်မလဲကိုဘောကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုကချစ်နေရရင် ပြီးရောဆိုတဲ့အနေထားလေးတွေရှိတယ်တချို့ဆိုအခြေရောအဲ့လိုမျိုးစိတ်ကောလူကိုနှစ်ပလိုက်တာ เนาะအဲ့တော့ဆိုကိုပဲပြင်မဲ့နာပေါ့အဲ့တော့အချင်းရုပ်အချင်းတစ်ခုလေးလာပါမင်းတို့ကိုတကယ်မေတ္တာချင်းမေတ္တာမနဲ့ချစ်လာကိုအလေးနဲ့ထားလာကိုကိုကယူဆိုင်လာချင်တာလားပေါ့ဒီလိုမျိုးအချက်လေးတွေကိုရွေးချယ်ပြီးမှရွေးတာအဆင်ပြေပြီးတော့ကိုချစ်ချင်ပြီးရောသူကောင်းကောင်းမကောင်းကောင်းပေါ့နော်ကိုကောင်းရင်ပြီးရောဆိုပြီးတော့ရွေးချယ်တဲ့သူတွေအတွက်ကအပူတော့ကရင်လည်းပဲရင်ဆိုင်ရလိမ့်မယ်เนาะတို့ကြောင့်ချင်းခန္ဓာကိုစိတ်မစိတ်မနေဖဲနဲ့ပေါ့ပေါ့ပေါ့ပါထားမှအဆင်ပြေလိမ့်မယ်အဲ့တော့ရွေးချယ်တဲ့နေရာမှာချစ်သူရွေးချယ်တဲ့နေရာမှာ နော်တနင်္လာသားသမီးအင်္ဂါသားသမီးတွေကိုရွေးချယ်ခဲ့မယ်ဆိုရင်အဲ့ဒါချစ်သူဆက်ဖြစ်တဲ့အပူတော်ကလေးတွေညတ်တဲ့အခြေအနေလည်းမမြဲနိုင်ဘူးမအေးချမ်းနိုင်ဘူးပေါ့နော်ထို့ကြောင့်ထိုနေသားတွေဆိုနည်းနည်းတတိထားရှောင်းနိုင်မှာကိုယ့်အတွက်အဆင်ပြေမယ်အခြေအနေမှာချစ်သူရဲ့ဖောက်ပြန်ခြင်းလိမ်လည်လှည့်ပြားခံရခြင်းဂယုဆိုင်မှုအားနည်းခြင်းစင်နာမှုအားနည်းခြင်းတွေကဒါနှစ်ကျွန်းတနင်္ဂနွေသားသမီးတွေတွေခံရတတ်ပေါ့နော်တစ်ချိန်မဟုတ်တစ်ချိန်တစ်ခုမဟုတ်တစ်ခုခံရတတ်ပါတယ်ဒီလိုမျိုးလေးတွေကြုံတွေ့ရတတ်တာပေါ့နော်အဲ့လိုမျိုးအားကြောင့်မလို့အခြေအနေပိုင်းမှာနော်စိတ်မနစ်ဖဲနဲ့ပေါ့ပေါ့ပါပါထားပြီးတော့နော်ကိုချစ်ကိုမ ရွေးချယ်မယ်နဲ့သူချစ်ကိုရွေးချယ်နှလုံးသားနဲ့เนาะဒါမရွေးချယ်မယ်နဲ့ဦးနှောင်းနဲ့ရွေးချယ်နိုင်တော့ဘဝအတွက်အဆင်ပြေဆုံးအေးချမ်းဆုံးလို့ပြောချင်ပါတယ်เนาะဒါတော့ချီးမြှင့်တာရေးခန္ဓာလေးပြီးပေါ့เนาะအဲ့တော့ကိုကဒီလိုမျိုးလေးတွေဆိုရင်ချီးရေးကန်ကားမှုအတွက်ဘာတွေလုပ်ရလဲပေါ့เนาะအမြဲတမ်းမှွေးတော့ပန်းလေးတွေလှူပေးပါเนาะဒါဒီနှစ်ကျွင်းတွေက မွေးတဲ့ပန်းလေးလူပဲမေတ္တာမင်းများပွားပါလူနဲ့ပြမတော်ဝါလေးတွေမေတ္တာပို့ပါပေါ့နော်အဲ့ငှက်ကလေးတွေအစာကျွေးပြီးလိုရာဆူတောင်းပေးပါဒါမေတ္တာရေးကံကောင်းမှုဆူတောင်းပေးရပါလိမ့်မယ်နော်ဒီလိုမျိုးကုသိုလ်ကောင်းမှုလေးတွေပြုလုပ်မယ်ဆိုရင်အခြေကံကောင်းတတ်ပါတယ် နောက်ထပ်အိမ်နောင်ရေးခန္ဓာလေးတွေကိုပြပြပေးပါဦးမယ်။အဲ့တော့နှစ်ချွတ်တွင်းကနေသားသမီးတွေအိမ်နောင်ရေးခန္ဓာလေးတွေကြည့်လိုက်တဲ့အခါမှာအိမ်နောင်ကြပြီနောက်ပိုင်းအိမ်နောင်ရေးကန်ကနော်ဒါအဆိုးကောင်းတွန်တွဲတက်ပါတယ်တဲ့နော်အိမ်နောင်ရေးကန်စားတာကအဲ့တော့အိမ်နောင်ကြပြီပြီဆိုရင်မိမိတို့အနေနဲ့ပေါ့နော်အိမ်နောင်ပြုတ်မယ်ဆိုရင်အာ တနင်္ဂနွေသားသမီးပေါ့နော်တောက်ကြစနေတတာပရိသားသမီးတွေဆိုအိမ်အောင်ရေးအဆင်ပြေစေတတ်တယ်ပေါ့နော်အေဂျင်စီတတ်တယ်အဲ့တော့ channel သားတွေဆိုပူပွားရတတ်တယ်ပေါ့နော်အဲ့တော့ကိုရွေးချယ်တဲ့သူကတနင်္လာသားသမီးအင်္ဂါသားသမီးနဲ့ရွေးချယ်အိမ်အောင်ပြုခဲ့မယ်ဆိုရင်အိမ်အောင်ကြာခါစပေါ့နော်ဒါတနင်္နေ့နေ့အဲ့တော့အိမ်အောင်ကြာခါစလောက်ပဲအဆင်ပြေပြီးတော့နောက်ပိုင်းအဆင်မပြေမှုတွေရှိမယ်စိတ်ညစ်ရမယ်ပူပယ်မယ်အိမ်အောင်ရေးမေးချမ်းကိုပူတော့ကနေများတတ်တယ်မိအိမ်အောင်ဘက်ကြောင့်အများတဲ့စိတ်ညစ်ရတတ်တာပေါ့နော်ဒီလိုမျိုးတွေတွေရှိတယ်အထို့ကြောင့်အကျိုးပေးနေသားလေးနဲ့အိမ်အောင်ပြုမှသာအဆင်ပြေလိမ့်မယ်ပေါ့နော် တော့အချိုးပေးနေတာနဲ့အိမ်တော်ပြုတ်ခဲ့မယ်ဆိုရင်အိမ်တော်ရဲ့အဆင်ပြေတာမျိုးเนาะအေဂျင့်တာအေဂျင့်နာမျိုးတာယာတာမျိုးတွေဖြစ်ပေါ်လာလိမ့်မယ်ပေါ့เนาะအိမ်တော်ရဲ့အကန့်ကောင်းရင်လည်းသူများနဲ့မတူအောင်ကန့်ကောင်းတတ်တယ်ညံ့ရင်လည်းပဲပေါ့เนาะအပူတော့ခိုင်းနေပဲဖြတ်သန်းတတ်တယ်များသောအားဖြင့်အချိုးပေးနေသားတွေနဲ့အိမ်တော်ပြုတ်မယ်ဆိုရင်တော့အေဂျင့်နိုင်မှုရှိရပေါ့เนาะအဲ့တော့အိမ်တော်ကြပြီးနောက်ပိုင်းမှာအိမ်တော်ရဲ့စိတ်တူကိုယ်တူလွတ်တွဲနိုင်တော့အေဂျင့်ပဲပေါ့เนาะစီးပွားရေးအတူတူကလို့ဘာသာတရားလေးတွေအတူတူကန်ဆန်ကောင်းမှုကုသိုလ်လေးတွေအတူလုပ်ပြီးနားလည်မှုနဲ့သစ္စာရှိရှိနဲ့အလျှော်ပေးရှုံပြီးလွတ်တွဲနိုင်တော့ပို့ပြီးအဆင်ပြေမ မယ်ပေါ့နော်အဲ့တော့တနင်္ဂနွေသားသမီးလေးတွေရဲ့ဒါအနှစ်ချင်းတနင်္ဂနွေသားသမီးလေးတွေရဲ့အိမ်နောင်ရေးကန်တရာလေးကတော့ကောင်းမွန်နဲ့ရာခိုင်နှုန်းကတော့ပိုအားများနိုင်တယ်ပေါ့နော်ဒါပေမဲ့အကျိုးပေးနေသားကိုတော့ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်နော် နောက်တစ်ခါကျမ်းမာရေးခန္ဓာလေးတို့ပြပြပေးသွားမှာပါเนาะအဲ့တော့နှိကျွင်းနေရဲ့ဒါကျမ်းမာရေးခန္ဓာလေးတို့ဆင်မပြပြပေးသွားမယ် တနင်္ဂနွေသားသမီးပေါ့နော်နေချင်းတနင်္ဂနွေသားသမီးရဲ့ကျန်းမာရေးပေါ့ငယ်စဉ်မှာဖြစ်တတ်တဲ့ယောဂလေးတွေကိုပြောပေးမယ်အဲ့တော့ကျန်းမာရေးမှာငယ်စဉ်မှာဖြစ်တတ်တဲ့ယောဂလေးကတော့အစာတောက်မှားတာမျိုးတွေရှိမယ်ချောင်းဆိုးရင်ကျက်ချွတ်ကျက်တာလေးတွေပေါ့နော်နောက်ပြီးတော့ခြေကျိုးလက်ကျိုးဖြစ်တတ်တဲ့အမြင့်မွားပြုတ်ကျတာမျိုးပေါ့နော်အခြေကျိုးလက်ကျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်နဲ့အရွယ်ရတာတဲ့အခါမှာမကြမကြဖြစ်တတ်တဲ့ယောဂလေးပြောပေးမယ်အသက်ရွယ်ရတာတဲ့အခါမှာအာဒီအကျော်အားနဲ့ယောဂနော်အကျော်အားနဲ့တာအောင်ကျော်အားနဲ့တဲ့ယောဂနောက်ပြီးတော့ကြီးပေါင်းယောဂလေးတွေဖြစ်မယ် နောက်ပြီးတော့အစာအိမ်1ဖိုက်နဲ့ပတ်သက်တာမျက်စိအားနဲ့တက်တဲ့ယောဂါလေးတွေပေါ့နော်အဲအဲ့လိုမျိုးလေးတွေရှိမယ်နောက်ပြီးတော့ဒီခါနာတာမျိုးဒူးနာတာမျိုးပေါ့နော်အဲ့လိုမျိုးအကြောနဲ့ပတ်သက်တဲ့ဝေဒနာတွေများသောအဖြစ်ဖြစ်တတ်ကြပါတယ်နော်ဒါအဲ့တော့အသက်ကြီးပိုင်းရောက်ပွားပြီဆိုရင်ကြီးပောင်းယောဂါတွေဖြစ်တတ်တယ်။နော်အစာရင်1ဖိုက်နဲ့ပတ်သက်ပြီးယောဂါတွေဖြစ်တတ်တယ်။ဒါတော့ဒီနှစ်ကျွင်းတင်းငွေတွေတာသီးမျိုးတွေဖြစ်တတ်တဲ့ယောဂါလေးတွေပေါ့နော်။အဲ့လိုမျိုး နေကျွန်းတနင်္ဂနွေသားသမီးရဲ့ပညာရေးခန္ဓာလေးမှာပညာရေးအားကောင်းစေတတ်တယ်ပေါ့နော်။ဟိုစူးစမ်းတဲ့လောက်ထွန်းပေါက်အောင်မြင်နိုင်တဲ့အနေထားမှာရှိရဲပေါ့နော်။စူးစမ်းတဲ့လောက်ထွန်းပေါက်အောင်မြင်တဲ့ခါလေးပညာရေးကိုသူကစိတ်ပါဝင်စားမှုအားနဲ့တတ်တယ်။ အဲ့တော့ငယ်စဉ်နဲ့နေပြီးတော့ဒါမိဘတွေအနေနဲ့ကတော့ဒါပညာရေးနဲ့ဘာသာရေးကိုလေ့လာလိုက်စားအောင်သူနေဆုံးမပေးတဲ့ကလေးတွေဆိုရင်ပေါ့နော်ပို့ပြီးတော့ပညာရေးကဏ္ဍတွေထူးချွန်တတ်တယ်အဲ့တော့ဒီပညာရေးကဏ္ဍကိုဒါအစိမ့်မနေဖက်နဲ့ပပပပစူးစမ်းနေတဲ့သူတွေတော့ခက်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 စူးစမ်းတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ပညာရေးကဏ္ဍမှာပညာသင်ချင်ရိပ်သီးသောချိန်မှာကျန်းမာရေးထူကြတာမျိုးတခြားနော်ပူပင်သောကရောက်ရှာလေးတွေဂျုံတွေ့ပြီးပညာရေးခက်ခဲတတ်တာမျိုးတွေရှိမယ်အဲ့တော့အကြောင်းမမြဲတာမျိုးတွေဂျုံတွေ့ရတဲ့အကြောင်းအတိတ်ကြမရှိဘူးပေါ့နော်အဲ့လိုမျိုးတွေ ကြောက်မတီးမြဲတာမျိုးလေးတွေရှိမယ်အဲ့တော့ပညာရေးတပန်းလေးစားဖြစ်ပါကဘဝအတွက်ခက်ခဲမှုတွေပေါ့နော်ကြုံတွေ့ရတယ်ပညာရေးကိုဆုံးကတဲ့အောင်သင်ကြားမှကိုဘဝအတွက်တက်လန်းနေရှိမယ်သူများထက်ပိုပြီးစ조사နိုင်မှသူများထက်ပိုပြီးစိတ်နစ်နိုင်မှပေါ့နော်သူများတကာကဥမာဒီ 6နာရီ9နာရီစားချက်ချင်းကိုကိုက4နာရီ9နာရီရထားပြီးစားချက်နိုင်မှာပေါ့เนาะအဲ့လိုသူများတဲ့ကံညာတို့ကအားဆိုင်နိုင်မှာဒါပညာရေးဘိုင်းတွေမှာအဆင်ပြေမယ်ဒါပေမဲ့ပညာရေးဘိုင်းတွေမှာခက်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 ကြိုးစားရနိုင်တယ်ခက်ခဲမှုများစွာကြုံတွေ့ပြီးမှပဲပညာရေးအဆင်ပြေနိုင်တယ်အရာရာလွယ်လွင်းတကူမဖြစ်နေဘူးပေါ့เนาะအဲ့လိုမျိုးလေးတွေရှိတယ်ထို့ကြောင့်ပညာရေးကိုဆုံးခန်းတိုင်အောင်တင် जा ပေးဖို့လိုအပ်တိုင်းသလိုစိတ်ကောလူရောနှစ်ပြီးတော့ကြိုးစားနိုင်တော့အောင်မြင်မှုရရှိလိမ့်မယ်ပေါ့เนาะအဲ့တော့ပညာရေးကဏ္ဍကတော့ကံတော့ကောင်းပြီးတော့ခက်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 ကြိုးစားရနိုင်တယ်ကိုယ့်ရဲ့နောက်အကြောင်းက ောက်ပံ့ပေးမှုเนาะအားနည်းတာမျိုးတွေရှိမယ်เนาะကိုကိုယ်တိုင်စ조사နိုင်မှသာအဆင်ပြေမဲ့အနေထားမှာဖြစ်တဲ့အတွက်ကိုပညာရေးကနည်းနည်းလေးပေါ့เนาะအားနည်းတက်တဲ့လူလေးတွေဖြစ်တယ်ပေါ့ရှင်ဟိုပညာရေးကိုစ조사တော့ထွန်းပေါက်နိုင်ပေမဲ့စိတ်နှစ်ပြီး조사နိုင်မှထွန်းပေါက်နိုင်မယ်เนาะဒါသူလက်တွေ့ကြကြကြည့်မယ်ဆိုရင်အားနည်းတက်တဲ့သူတွေဖြစ်တယ်ပညာရေးခံတာပေါ့เนาะထို့ကြောင့်စိတ်နှစ်ပြီး조사ရင်เนาะကိုတက်လန်းနေအဆင်ပြေလိမ့်မယ်ပေါ့เนาะအဲ့တော့ဒီ နှစ်ကျွင်းတနင်္ဂနွေသားသမီးလေးတွေကအဲ့တော့ဘဝမှာပညာရေးရတစ်ပေါ့နော်စီးပွားရေးရနှစ်အခြေရင်းနံပါတ်3နေရာမှာထားပြီးတော့စူးစမ်းမှအောင်မြင်နိုင်မယ်ကိုကအခြေရင်းကိုနံပါတ်1နေရာမှာရောက်မယ်ဆိုရင်ပညာရေးဒုက္ခရောက်တတ်တယ်အဆင်မပြေမှုတွေကြုံမယ်ဘဝနော်တယ်လန့်တွေကြရှုံးတတ်တယ်ထို့ကြောင့်ပညာရေးရနော်ဘဝမှာနံပါတ်1စူးစမ်းဖို့လိုအပ်လိမ့်မယ်ဒါကတော့ဒါနှစ်ကျွင်းတနင်္ဂနွေသားသမီးတွေရဲ့နော်အခြေရင်းခန္ဓာတွေနော်အိမ်အောင်ကြအိမ်အောင်ရေးခန္ဓာလေးတွေ နော်ချမ်းမာရေးခန္ဓာလေးတွေပညာရေးခန္ဓာလေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်နော်အဲနောက်ထပ်နောက်ထပ်မှာလည်းပေါ့နော်ဒါနှင်းချင်းတင်းနှင်းလာသားသမီးတွေရဲ့ဒါကံစရာလေးတွေကိုဆင်မတစ်ခုချင်းပြပြပေးသွားမှာဖြစ်တဲ့အတွက်ဆင်မတို့ဖူရီယိုလေးကိုလည်းလိုက်ရှယ်ရလေးပြုလုပ်ပေးပါနောက်တော့ဖူရီယိုလေးတွေကိုလည်းစောင့်မျှော်ပြီးကြည့်ရှုပေးဖို့မေတ္တာရက်ခံပါတယ်အဲတော့ဒီနှင်းချင်းတင်းနှင်းကိုသားသမီးလေးရာဘဝမှာတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့နော်ဒါရှင်သန်ခြင်းနဲ့ဆိုရင်လုပ်ငန်းစီးပွားပိုင်းတွေရောပေါ့နော်ငွေကြေးချမ်းမာရေးပညာရေးခန္ဓာတွေအတွက်ပါဘာသာရေးနဲ့က ောင်းမှုကုသိုလ်လေးတွေဒါနသီလအင်းနဲ့ရှင်သန်ဖြတ်သန်းနိုင်အောင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိလာပါလိမ့်မယ်ထို့ကြောင့်နေကျွန်းတင်းငွေတာသမီတွေလည်းအဆအဆအရအဆင်ပြေကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါသည်သက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါစေယောဂပိအန်ရပိတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကလည်းဆုတောင်းမေတ္တာပို့သလိုက်ပါရဲ့ရှင်